ငါဘဝကနှစ်နှစ်လောက်နောက်ပြန်ဆုံးချင်တယ်။ဘာလို့လဲမလဲ။နေတော့မင်းမချိန်ခဲ့လို့ရှင်။ငါဘဝကလည်းတော့ကရမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲမလဲ။အမကိုကိုရွေးခဲ့လို့ကိုလိုချစ်ခွင့်ရတာလေ။ကိုလိုနဲ့ချစ်ခဲ့ကြတဲ့အမတရားရဲ့မှာအများကြီးပဲ။ အမအခုလိုမပြောပါနဲ့အချစ်ဆိုတာအဝါတကူမဟုတ်ဘူးဆိုတာကသိသွားပြီတရားဘူးအချစ်ပြီးနောက်ဆက်တွဲကြုံလာရမယ့်အရာတွေကဒုက္ခတွေဤပဲနေရောနှာရောနေရောလို့ရွေးချယ်ဖို့မပါဘူးခင်မမဟုတ်မမမမဟုတ် အမကိုရွေးချယ်ခဲ့တာကိုမားတယ်လို့ဘယ်တော့မှထင်မှာမဟုတ်ဘယ်တော့မှလည်းမထင်ဘူးငါတော့ထင်တယ်ငါမရင်ချက်ခဲ့သေးတဲ့အရွယ်မှာနေကိုရွေးချယ်ခဲ့မိတော့ငါတကယ်နောက်နာရအအပြစ်မှာဖြစ်ရင်တော့ဘယ်လိုဖြစ်မလဲတော့မသိဘောနော်ဘာတော့အရေးမခံဘူးတော့ဟိုဒါပေမဲ့စကားထဲမှာကျတော့ဒါကျွန်တော်တို့ခက်ခက်မာရဲ့ ဟိုရိုက်ရင် ကျွန်တော်ကဘာပဲလွတ်လို့ကျွန်တော်ကခက်ခက်မှာပဲယူနေရတည်ရမှာကျွန်တော်ကိုထမိန်လျှော်ခိုင်းလဲကျွန်တော်လျှော်ပေးရအဲ့လိုမျိုးပေါ့ဘာပဲခိုင်းခိုင်းသူ့တော့ကျွန်တော်လုပ်တာဇက်ကောက်စိတ်ကောမှုထက်ကျွန်တော်အဓိကတီယာဦးဖြစ်နေဖို့ကျွန်တော်အကောင်းဆုံးကြိုးစားထားရပါတော့ဆိုတော့ဒီဇက်ကကျွန်တော်အမေနဲ့ကိုယ့်ရဲ့မိန်းမနဲ့ကြားမှာ ဖြစ်တဲ့ပြဿနာလေးတွေကိုအလဲအနေပြီးတော့နေရတဲ့တရားဦးပေါ့နော်ဆိုတော့အိမ်နဲ့လည်းအဆင်မပြေဘူးမိန်းမနဲ့လည်းဟိုဘယ်လိုရမလဲကိုကပြည့်ပြည့်စုံစုံမထားနိုင်တဲ့ character မျိုးပေါ့အဲဘလောက်လောက်တွေပြင်ဆင်ထားရလဲခုနပြောသလိုပဲပေါ့နော်ကျွန်တော်တို့ကဒီ character ကိုမရင်ဝင်အောင်လုပ်လိုက်တယ်လုပ်ပြီးတော့မှကျွန်တော်တို့ဒီထွက်လာတဲ့ဒီပောက်ကွဲတာတွေခံစားချက်တွေကကျွန်တော်တို့ဒီရင်မှတ်တဲ့အနေနဲ့ ုလိုလိုဖြစ်ပေါ်လာတဲ့ခံစားချက်တွေပေါ့နော်ဆိုတော့မိမာဆိုလဲဒါမက်ကီကအမေနီးယားနေပြီးတော့ကိုမက်ကီရဲ့ဒီဆွဲခေါ်ရတဲ့ဒီအပိုင်းတွေမှာလည်းအများကြီးကိုကဟိုလိုက်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်လည်းအများကြီးရှင်းတတ်မှုရှိပါတယ်အဓိကတာဝန်ကျေဖို့ကျွန်တော်တို့ဦးစားပေးလုပ်ပါတယ်ကျွန်တော်တို့ဒီစကားကောင်းတကားဖြစ်ဖို့ကဟိုကျွန်တော်တို့အက်တာရီပေါ်မှာအများကြီးမူတည်ရပေါ့နော်ဆိုတော့အက်တာရီကကောင်းအောင် ရုပ်ဆောင်မှာပြည်သက်တွေကလည်းကြည်မှာပေါ့အဲဒါကျွန်တော်ရဲ့ခံယူချက်ပေါ့နော်အဲအဲအဲ့အဲ့မျက်လုံးကြောက်လဲတော်တော်များများရဲ့ဟိုချီချူးချင်းကိုခံရတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီမျက်လုံးကအသာချက်တစ်ခုဖြစ်နေတာရဲ့ဒီမျက်လုံးကိုကျွန်တော်ကပို့ပြီးတော့အသုံးချပြီးတော့ဟိုနောက်ကားတွေမှာဒီထက်ပိုကောင်းတဲ့ခံစားချက်ပြည့်ရဲ့မျက်လုံးရအောင်လဲကျွန်တော်အကောင်းဆုံးစူးစမ်းသွားဖို့ရှိပါရဲ့ခင်ဗျာဟုတ်အဲလေ့ကျင့်တာမျိုးကတော့ဟို ထရေထူးထူးအဲ့လိုမျက်လုံးနဲ့ပတ်သက်ပြီးတော့လေ့ကျင့်တာတော့မရှိဘူးဒါပေမဲ့မျက်လုံးနဲ့လှုပ်လို့ရမယ့် item တွေကိုတော့ကျွန်တော်လေ့ကျင့်ဖြစ်တယ်အရင်ဆုံးကတော့ဒါကိုကျွန်တော်တို့အားလုံးတည်ကြရဲ့ကိုသားကြီးပေါ့နော်ဆိုတော့သူ့ရဲ့မျက်လုံးတွေကိုကျွန်တော်အဓိကလည်းအရင်လဲကြိုက်ခဲ့ရလို့ဆိုတော့ဟိုဘယ်ဇက်ကောင်မှလာလာကိုသားကြီးကအကောင်းဆုံးလုပ်နိုင်တယ်ဆိုတော့အဲအဲ့လိုမျိုးလေးဒါသူ့ရဲ့မျက်လုံးဒီကိုကျွန်တော်ရမ်းကြိုက်တယ်။အမဥတီတို့လည်းအဲ့တိုင်းပဲပေါ့နော်။ဆိုတော့ကျွန်တော်တို့ ဒါလေးတွေကအတူယူပြီးတော့ဟိုတင်ကြားနေတဲ့အချိန်ပေါ့ဟိုထွေတူတူမျိုးလုံးပါဝါကြီးကောင်းဖို့ဟိုတကူကလှုပ်ယူတာမျိုးတော့မရှိဘူးပေါ့ခင်ဗျဟုတ်ဒီကားမှာအခက်ဆုံးအပိုင်းပြောရရင်ကျွန်တော်ဒီမှာအတက်ရွယ်၄ခုလောက်ကျွန်တော်ရရပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံးစပြီးတော့ထွက်လာတဲ့ဇက်ကဇက်ကားထဲမှာကျတော့ဒီ၁၀တန်းចောင်းသားလေးပေါ်ကနေပြီးတော့စားတယ်၁၀တန်းចောင်းသားနေမှာ၁၀တန်းနေ၁၀တန်းပြီးတော့နောက်ပိုင်းမိမယူပြီးနောက်ပိုင်းကလေးရပြီးနောက်ပိုင်းနောက်ပိုင်းကလေးရတစ်ခါကြီးွားတဲ့နောက်ပိုင်း ကလေးကြီးကတော့ကိုကပြန်ပြီးတော့အဲအရင်တော့ကိုကိုအမေဖေခံစားခံစားချက်ကိုပြန်ခံစားရတဲ့အချိန်အထိကျွန်တော်တို့ကလေးဘွားလောက်ကိုကျွန်တော်တို့ရိုက်ကူးရတဲ့ပုံမှာအခက်အခဲလေးရတော့အဓိက continuity ပေါ့နော်ကျွန်တော်အသက်ကိုရင့်လာဖို့ရုပ်ကိုရင့်လာဖို့ဒီနှကမ်းမွေးတွေစောင့်ပြီးတော့ကျွန်တော်ရိုက်ရတဲ့ပိုင်းတွေရှိတယ်။ဆိုရင်ပုံစံနဲ့ချိန်မီရိုက်ရတဲ့ပိုင်းတွေရှိတယ်။ဝတ်စားတွေကိုကျွန်တော်တို့ကခစ်3ခစ်4ခစ်လောက်ကိုပြောင်းပြီးတော့ဝတ်ရတယ်။ကျွန်တော်2000ခုနှစ်ကိုခြေခံထားတဲ့စရတဲ့ပုံစံဆိုတော့2000ခုနှစ်မှာဝတ်တဲ့ ပုံစံတွေကိုကျွန်တော်တို့ရှာယူဝတ်ကြတယ်အပြီးတော့ကျွန်တော်တို့ဒီကြီးလာတယ်မိမယူပြီးနောက်ပိုင်းမှာဝတ်တဲ့အဝတ်အစားတွေဒါဒီကားကြီးရဲ့ပြည်သက်ကတော့တစင်ချင်းပြောင်းသွားတာကိုတည်ထားမိမယ်ထင်ပါတယ်ဒီဘိုင်းတွေကတော့ကျွန်တော်တို့အတွက်ဒီပြင်ဆင်မှုဘိုင်းတွေမှာတော့ခက်ခဲတဲ့ဘိုင်းတွေပါဟုတ်ကဲ့ဒါကျွန်တော်ဇာယူရတဲ့နေရာဟိုမနက်ပြောရရင်တော့ကျွန်တော်နေထားကဟိုစက်တွေအများကြီးရွေးချက်ပိုင်ခွင့်တော့မရသေးဘူးမရှိသေးဘူးပေါ့နော်ဒါပေမဲ့ဖြစ်နိုင်ရင်တော့ကျွန်တော်ကဟိုဘယ်လိုပြောမလဲလက်တွေ့ဆန်တဲ့ဇက်မျိုးလေးကျွန်တော်ကြိုက်တယ် ကြိုက်တယ် salary ဆံမဲ့ဟာမျိုးတွေကျွန်တော်လုတ်ကြည့်ချင်တယ်ဆိုတော့ကျွန်တော်နဲ့လည်း live match မျိုးတွေဆိုရင်ကျွန်တော်လက်ခံမရိုက်ဘူးဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဓိကဇာလန်ရန်ဖြစ်တဲ့ပုံမှာကျွန်တော်တို့က adder တိုင်းအကုန်လုံးအခုဒီထဲမှာပါ adder တိုင်းအကုန်လုံးကကိုစီကိုနေရာမှာကို လုတ်ွက်တွေကိုစီအများကြီးရကြရပါတော့ဆိုတော့ကိုအပိုင်းမှာကိုခုနပြောသလိုပဲကျွန်တော်တို့တာဝန်ကျေဖို့ထက်ကိုအဲ့တပ်ပို့ပြီးကျွန်တော်မစင်စားဘူးဟောငါဘယ်လောက်အခန်းပါမလဲငါဘယ်လောက်လုတ်ပြလိုက်ရမလဲအဓိကကျွန်တော်တို့ဒီမှာ ကိုကလုတ်ပြဖို့ဖြစ်လာပြီဆိုရင် character တွေကနေကျွန်းကျွန်းထွက်တော်ကြတာတဲ့ဟာပြဿနာလေးရှိတတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒါလေးမျိုးမဖြစ်အောင်ဒီဘယ်လိုပြောရမလဲဟိုကိုရဲ့အနီးဆက်ဆုံးနဲ့ဒီဖြစ်နိုင်တဲ့ character ကိုပဲစီမျောသွားတာကျွန်တော်ကကြိုက်တယ်ဆိုတော့အတင်းဒီနေရာမှာငါဘာလုပ်လိုက်မလဲဒါရုံငါဘယ်လိုပြင်ဆင်လိုက်မလဲဟောဒီမှာအမေနဲ့ငါနဲ့ဒေါတာထွက်တယ်ငါဘယ်လိုမျိုးဒေါသကိုထွက်လိုက်မလဲဆိုတဲ့ဟာမျိုးကျွန်တော်မလုပ်ဘူးဟိုဒီဖြစ်လာတဲ့ဒီ on scene ပုံမှာပဲကိုအကောင်းဆုံး အဲအမေနဲ့တာဘောတကယ်ထွက်လာတဲ့ခံစားချက်အစ်စ်မှန်အောင်ပဲဟိုကျွန်တော်တို့ပြုတ်ဆောင်ထားပါတယ်ဟုတ်ကျွန်တော်တိုက်တဲ့ဇပွင့်ခန်းလေးတွေဆိုရင်ခုနကဒါအိမ်ထဲမှာဒါအကူနဲ့ပြဿနာတက်တဲ့ခန်းနေကျွန်တော်ကြိုက်တယ်အဲပြီးတော့ຫນွယ်ပေါ့အကူမိန်းမနဲ့ဖြစ်တဲ့ပြဿနာဖြစ်တဲ့ဟာလေးလည်းကျွန်တော်ကြိုက်တယ်ပြီးတော့ကကက်မာနဲ့ကြာတော့ကျွန်တော်နဲ့ကြာ romance တွေရတယ်ตัวเนี่ยจ้ะတော့ဒီကျောင်းတော့သူ့ကိုလိုက်တဲ့ဟာလေးအဲ့အရာရိုမတ်အပျော်လေးပေါ့ပရိသတ်တွေကြည်ရမှာအဲ့ခန်းလေးလည်းကျွန်တော်ကြိုက်တယ် အာပြီးတော့ဒီဒုက္ခရောက်လာတဲ့အပိုင်းလေးပေါ့ပတ်စံလည်းမရှိဘူးကျွေးလည်းဝိုင်းနေဆိုတဲ့အချိန်မှာဖြစ်လာတဲ့ခံစားချက်တွေမှာလည်းဒါကျွန်တော်အကောင်းဆုံးဟိုလုတ်ထားရပေါ့နော် ပြီးတော့မက်ကေနဲ့လုတ်တဲ့ဟာလေးရဒါပရိသတ်ရင်လည်းအရန်ထိမဲ့ဆင်းနေပါတယ်ဆိုတော့အရန်ထိမဲ့ဟာလေးဒါဒီနေ့တော့မပြတာပေါ့နော်အဲ့အခန်းလေးတော့ကျွန်တော်ဟိုအများကြီးမျောလင်းထားတယ်အဲပြီးတော့ကျွန်တော်အသက်ကြီးတော့မှဒါခက်ခက်မမှာကိုတခါမှဟိုဘယ်လိုပြောမလဲ မအော်ဘူးတဲ့လူကကကမှာပြန်အော်ရတဲ့ပြဿနာကြီးဖြစ်လာတဲ့အထိဒါပြိသက်တွေလည်းဟိုကြည်ရင်နဲ့ဟိုရှင်နေရောက်ကြမယ်လို့ထင်ပါတယ်ဟုတ်ဒါအအပြစ်မှာဖြစ်ရင်တော့ဘယ်လိုဖြစ်မလဲတော့မသိဘောနော်ဘာတော့အရေးမခံဘူးတော့ဟိုဒါပေမဲ့ဇကားထဲမှာကျတော့ဒါကျွန်တော်တို့ခက်ခက်မှာရဲ့ဟိုရိုက်ရင်ကျွန်တော်ကဘာပဲလွတ်လို့ကျွန်တော်ကခက်ခက်မှာပဲယူနေရတည်ရမှာကျွန်တော်ထမိန်လျှော်ခိုင်းလဲကျွန်တော်လျှော်ပေးရဲ့အဲ့လိုမျိုးပေါ့ဘာပဲခက်ခက် သူ့တော့ကျွန်တော်လုပ်တာအဲဒီဇက်ကားရဲ့ဒါ character ရဲ့ကျွန်တော်ပေါ့နော်တရားဦးပေါ့ဆိုတော့အဲ့ပိုက်လေကျွန်တော်ကနာလားဆိုတော့ဟမ်မနာဘူးပေါ့အဲအဲ့လိုမျိုးဆိုတော့ဟိုပရိသတ်တွေလည်းအဲကျွန်တော်လည်းအသေးရကြမယ်ထင်ပါတယ်အာမိခင်ကိုဟိုပြန်ပြောတာတွေလည်းပရိသတ်တွေအားမလို့အားမရဖြစ်ကြမယ်အသေးရကြမယ်အဲဒီကားကလည်းအာပရိသတ်တွေလည်းခုနပြောသလိုဟိုအားလုံး ကျင်နေယောက်ျားမကလေးဖြစ်ပါတယ်ဟုတ်တယ်။အမှန်တမ်းပြောတော့မိန်းကလေးတွေကတော့ဒါကိုရယောက်ျားလေးနဲ့ရှင်တော့သူတို့ကအမြဲတမ်းမှန်တယ်။အမြဲတမ်းမှန်တယ်။ဒါကျွန်တော်ရဲ့ရွေးချယ်တာ။အခုလာပြီးဟာမင်းကဂျန်တမန်ဆန်လာတာ။ No ကျွန်တော်ရဲ့ဖြစ်ဖြစ်ပုံကျွန်တော်ရဲ့ကျွန်တော်ရဲ့စိတ်ထဲမှာကမိန်းကလေးတီအလုံးမှန်တယ်။အဲကိုမတရားဟိုဘယ်လိုပြောမလဲ။ဟိုအစိမ့်မခတ်တဲ့အချိန်ထိရတော့ဒါမိန်းကလေးအကုန်မှန်တယ်။ဒါ ကျွန်တော်ယောက်ျားလေးကမိန်ကလေးထက်စာပေါင်းများစွာအားရတာတယ်ဆိုတော့ဟိုလက်ပါတာလို့ပြောလို့ဆိုရင်ဒါမကောင်းတဲ့လုပ်လေဆိုတော့ဟိုကျွန်တော်ကတော့အမြဲတမ်းမိန်ကလေးကြီးမနုထင်းနဲ့အခုထမင်းလျှော်ပေးတာပါညာဒါဆိုတချို့မိသားစုမှာရှိမယ်တချို့တွေတကယ်အမိမဆိုရင်တုံညောင်ကြောက်ကြရလေအာ9နိုင်ပြန်လာဆိုပြန်တယ်အဲဒါတကယ်ရှိရဆိုတာကျွန်တော်လက်ခံဒါဘာလို့လဲဆိုတော့ကိုမိမကိုစိတ်မစင်းရဲစေချင်လို့ပျော်အောင်ထားချင်လို့ကြောက်တာချစ်တာ အဲပြင်မာလဲကျွန်တော်အရန်ကာကွယ်ပေးရလေကာကွယ်ပေးလို့တခါကျရင်မီဒီယာရှေ့မှာတော့သူ့ကိုကာကွယ်ပေးလို့ကျွန်တော်ဆဲခံရတဲ့အိုင်တမ်ရှိခဲ့ဘူးတာပဲဆိုတော့အခုနောက်ပိုင်းတော့အဲ့လိုမျိုးတိတ်တိတ်ကျွန်တော်မပြောတော့ဘူးပေါ့နော်ဆိုတော့ဒါတွေကကိုကတော့အမြဲတမ်းကိုယ့်လူအထည်ရင်တော့ဘယ်ချိန်မှဖြစ်ဖြစ်ကာကွယ်ပေးမှာပဲအဲကိုတက်ရှင်တဲ့အချိန်အထိဘာမှမဖြစ်စေရအောင်အဲ့လိုမျိုးပေါ့ဟုတ်ဟုတ်အဲ့ဒါလည်းကျွန်တော်ခုနကပြောတဲ့စကားမှပါတယ်ပေါ့အဓိကကျွန်တော်တာဝန်ကြီးခဲ့တယ် ိုထမင်းမှာလည်းကျွန်တော်အကောင်းဆုံးတာဝန်ချေခဲ့တဲ့အတွက်ကြောင့်ပရိသတ်ရင်ထဲမှာအခုချိန်ထိကျန်နေတာပေါ့နော်ဆိုတော့ဟိုဇာရိတမှာဆိုလည်းဇာရိတမှာလို့အဲဇာရိတတဲ့ကကျွန်တော်အထူးဇက်ကောင်တစ်ခုဖြစ်သွားရပေါ့ခြာလေးကိုကြည်လိုက်ရင်အဲဇက်ကောင်လေးကိုရောက်ရောက်သွားရဆိုတော့တွေ့ရတယ်တဲ့ပြီးတော့ဟိုတနေ့ကကိုစင်အောင်လည်းပြောရခြာလေးကိုအကြိုက်ဆုံးအချက်ကတဲ့ကျွန်တော်မလှချင်တာတဲ့အဲ့စကားတွေကဒါအများကြီးအားဖြစ်စေပါတယ်အမှန်တမ်းပြောရင်ကျွန်တော်ကျွန်တော်က ဟိုမင်းသားဆိုရင်မဲ့အခုဒါဒီလိုပွဲတွေမှာဒါလှလှကျင်ကြရဗျာဟိုကျွန်တော်ဇက်ကားထဲမှာဒီဇက်ကောင်ကဘာဖြစ်ပြီလဲဆိုတော့အဲ့ဇက်ကောင်ရေစုပ်ပြတ်တက်နေအောင်ကျွန်တော်တို့ကနေပြစ်တာကိုကြိုက်တာ